မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေရဲ့ဖုန်းထဲဟာဘယ် application တွေကို location SSD camera microphone SSD ပေးထားမိတယ်လဲဆိုတော့ဆက်စေးတဲ့ Nissan လေးကိုမိတ်ဆွေတို့ညွှန်ဝေသွားမှာဖြစ်ပါတယ် location SSD ကိုအမြဲတမ်းဖြုတ်ထားဖို့ကောင်းတဲ့ application တွေဒီ camera microphone ကိုအသုံးပြုနေတဲ့ social media application တွေ content နဲ့ message တွေကို ယူထားပြီးတော့မကြာခဏ span လေးပို့နေတဲ့ application တွေ background activity တွေနဲ့ဘယ် application တွေကိုပိတ်ထားရမလဲဆိုတာမိတ်ဆွေတို့ဒီနေ့မျှဝေတင်ပြသွားမှာဖြစ်ပါတယ်။ဒီနေရာ location ကိုခွင့်ပြုခြင်းနဲ့ application များအနေနဲ့ Google Map delivery application တွေဖြစ်တဲ့ Foodpanda တို့ Grab တို့လို application တွေကိုခွင့်ပြုသင့်ပါတယ်။ခွင့်မပြုသင့်တဲ့ application တွေကတော့ social media application များဖြစ်တဲ့ Facebook Instagram နဲ့အတူ wallpaper application တွေ game application တွေကိုခွင့်မပြုသင့်ပါဘူးခင်ဗျာ camera ခွင့်ပြုချက်တွေကိုလည်းပဲပြုသင့်တဲ့ application တွေရှိပါတယ်အဲ camera application zone application နဲ့ messenger viber တို့လို application တွေကိုပြုပေးရမှာဖြစ်ပါတယ်ခွင့်မပြုသင့်တဲ့ application များအနေနဲ့ကျွန်တော် media application တွေနဲ့ QR scanner application တွေဖြစ်ပါတယ်။မိတ်ဆွေတို့နမူနာအနေနဲ့ပိတ်ပြမှာဖြစ်ပါတယ်။မိတ်ဆွေတို့ဖုန်းထဲမှာရှိတဲ့ setting တွေကိုတွားလိုက်ပါ။ setting တွေကိုဝင်ပြီးရင်တော့ APPS ဆိုတဲ့နေရာလေးကိုတွားလိုက်ပါခင်ဗျာ။ APPF ပြီးရင်ဒီနေရာမှာ permission ရှိပါတယ်။ဒီ permission တွေကိုဝင်လိုက်ပါ။ဒီနေရာမှာထပ်ပြီးတော့ဒီ permission တွေကိုဝင်လိုက်ပါမယ်။ location ကိုခွင့်ပြုထားတဲ့ application စစ်ကြည့်မှာဖြစ်ပါတယ်။ဖွင့်ပြရမယ့် application တွေက Google Map တို့၊ Anaro, Grab တို့ရှိရင်လည်းဒါကိုဖွင့်ပြရမှာဖြစ်ပါတယ်။ Facebook, Instagram နဲ့ Wallpaper game တွေကိုတော့ကျွန်တော်ပြသမှာဟုတ်။ဒါကြောင့်ကျွန်တော်နမူနာအနေနဲ့ Facebook ကိုဝင်ကြည့်မှာဖြစ်ပါတယ်။နေရာမှာ don't allow ရှိတယ် as everything ရှိတယ်ဒီနေ့ allo only why using the apps are ဒါကောင်းပါတယ်ဒီနေရာလေးမှာထားပြထားပါ don't allow ဆိုတာကိုလည်းမထားလိုက်ပါနဲ့ဒါဆိုတော့မှန်ပါတယ် ပြီးရင် Google Map ကိုကြည့်မှာဖြစ်ပါတယ်မမိတ်ဆွေအနေနဲ့တစ်ခုချင်းကိုပြန်စစ်ကြည့်ပါခင်ဗျာ Google Map ကိုဆိုလို့ရှိရင်လည်းဒီနေရာမှာ don't allow ဆိုတာဖြစ်နေပါတယ်ခွင့်ပြုပေးရမှာဖြစ်ပါတယ် Google Map ကခွင့်ပြုတဲ့ application နဲ့ပါပါတယ် allow only while using the app ဆိုတဲ့နေရာကိုရွေးချယ်ပြီးတော့ထားလိုက်ပါနောက်ပြီးမိတ်ဆွေမှာ Grab တို့ဖူပန္နာတို့လို delivery application တွေရှိတယ်ဆိုရင်လည်းပဲအဲ့ဒါတွေကို location ဖွင့်ပြထားလိုက်ပါ Instagram လို့လို့ application တွေကိုတော့ပိတ်ထားမှာဖြစ်ပါတယ် Instagram ဆိုရင်လည်းပဲ Instagram ကိုရှာပြီးတော့ဒီထဲမှာ location ကိုပြုချက်ပိတ်ထားမှာဖြစ်ပါတယ် camera app ဆိုတဲ့နေရာကိုသွားမှာဖြစ်ပါတယ် permission နဲ့ဝင်လိုက်ပါ camera မှာဘယ် application တွေကိုခွင့်ပြုထားသလဲကျွန်တော်တို့ဝင်ကြည့်မှာဖြစ်ပါတယ် camera application ကိုတော့ခွင့်ပြုတင်ပါတယ်သူ့ကို allow only while using the app ဆိုတဲ့နေရာမှာထားလိုက်ပါ နောက်ပြီးရင်ဇွန် Messenger ဓာတ်ရီ Viber ဓာတ်ဟုတ်ကြတော့ခွင့်ပြုတယ်ပါတယ် Messenger တို့ပါလို့ဆိုရင်လည်းပဲဝင်လိုက်ပါဒီမှာ along only while using the app ဆိုတဲ့နေရာကိုထားပေးရမှာဖြစ်ပါတယ်ခင်ဗျာခွင့်မပြုတဲ့ application များဖြစ်တဲ့ QR scanner application ကိုတော့ပိတ်ထားရမှာဖြစ်ပါတယ်မိတ်ဆွေတို့တစ်ခုချင်းလိုက်ပြီးတော့ setting ကိုချိန်ထားပါခင်ဗျာ microphone sx contact sx တွေကိုလည်းပဲဘယ် application ကိုပိတ်ထားလဲဝင်ဆက်လို့ရပါတယ် storage ြီးရင် background activity ဒါတွေကိုဘယ် application တွေကိုခွင့်ပြုထားသလဲဆိုတာမိတ်ဆွေပြန်ပြီးတော့စစေးကြည့်နိုင်ပါတယ်ခင်ဗျာ setting တွေကိုပဲဝင်လိုက်ပါပြီးရင် app ဆိုတဲ့နေရာကိုသွားပါ app နေရာကိုသွားပြီးရင်ကျွန်တော်တို့ permission နေရာတွေကိုဝင်လိုက်ပါခင်ဗျာ permission ပြီးရင်ဒီနေရာမှာလိုက်ပါ permission တွေကိုဝင်လိုက်ပါဒီနေရာမှာ microphone access ကို ဘယ် application တွေကိုပေးထားသလဲဆိုတော့ကျွန်တော်တို့ပြန်စစ်ကြည့်မှာဖြစ်ပါတယ်မိုက်ခရိုဖုန်းနဲ့ကိုဝင်လိုက်ပါ video call application တွေကိုတော့ကျွန်တော်တို့ဒီမှာခွင့်ပြုထားမှာဖြစ်ပါတယ် messenger တွေကိုဝင်လိုက်မယ် allow only while using the app ဆိုတဲ့နေရာကိုရွေးချယ်ပေးထားပါခင်ဗျာဒါကတော့ခွင့်ပြုတဲ့ application တွေဖြစ်ပါတယ်ဒီ application တွေကိုသုံးတဲ့အခါ30မှာပဲကျွန်တော်တို့က microphone accept ကိုပေးထားတာဖြစ်ပါတယ် contact ဒီခွင့်မပြုတဲ့ application များအနေနဲ့တော့ gain လို့ wallpaper တို့ဒီလို note application လိုဟာမျိုးတွေကိုတော့ခွင့်မပြုခံပါဘူးခင်ဗျာ note application တွေကြားတဲ့အခါ don't allow ဆိုတဲ့နေရာကိုရွေးထားပေးရမှာဖြစ်ပါတယ် contact access ကိုကြတော့ဘယ် application တွေကိုပေးထားတဲ့လဲဆိုရင် phone message whatsapp အဲ့လို application မျိုးတွေကိုတော့ကျွန်တော်ထားတင်ပါတယ် phone တို့ဒီ whatsapp ရဲ့ message အဲ့ application တွေကိုကြတော့ဒါ message ဆိုရင်လည်းပဲ အလောင်းဆိုတဲ့နေရာလေးကိုထားပေးလိုက်ပါခင်ဗျာ storage ပြင်ပြတဲ့ application များကတော့ file manager နဲ့ photo editor application မျိုးတွေဆိုရင်ခွင့်ပြုထားလိုက်ပါခွင့်ပြုတဲ့ application များအနေနဲ့ကတော့ game နေ flat lights application တွေကိုတော့ကျွန်တော်တို့ခွင့်ပြုချက်ပိတ်ထားမှာဖြစ်ပါတယ် background activity မှာလည်းဖွင့်ထားတဲ့ application တွေရှိပါတယ် alarm application များနဲ့ messenger application တွေဖြစ်ပြီးတော့ ပိတ်ထားတဲ့ application တွေကတော့ video download တာ application များနဲ့ battery အများကြီးစားတတ်တဲ့ game တွေဖြစ်ပါတယ်ခင်ဗျာဒါတွေကိုတော့ပိတ်ထားရမှာဖြစ်ပါတယ်မိတ်ဆွေတို့ဖုန်း setting တွေကိုဝင်ပြီးတော့ privacy protection ဆိုတဲ့နေရာကိုဝင်ပြီးတော့လဲကျွန်တော်တို့ location ဘယ် application တွေကိုပေးထားသလဲဘယ် application တွေကမိတ်ဆွေရဲ့ဖုန်းထဲမှာ permission တွေဝင်ယူထားသလဲပြန်စစ်ပြီးတော့ဒီ contact ဆိုရင်လဲ contact မှာဘယ် application တွေကို permission ပေးထားသလဲ ခွင့်ပြုထားတာပါလေခွင့်မပြုထားတာ application တွေကဘာတွေလဲဆိုတော့ဒါပြန်ဆက်ပြီးတော့မိတ်ဆွေအနေနဲ့တခုချင်းဆက်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ဖို့ဒီဗီဒီယိုလေးကိုမျှဝေတင်ပြလိုက်ရပါတယ်ဗီဒီယိုလေးဟာလည်းပဲမိတ်ဆွေတို့အတွက်သုံးဝင်မယ်လို့ပြောလိုက်ပါတယ်ခင်ဗျာဗီဒီယိုအဆုံးထိဝင်ရောက်ကြည့်ရှုတဲ့အတွက်ကြောင့်ထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ